ထမအဆုံးသတင်းတပုတ်အနေနဲ့ကတော့မြန်မာစစ်တပ်ကမနေ့ကည9:15မိနစ်လောက်မှာညအုံမြို့ပြည်သူဆေးရုံကြီးကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဆေးရုံတက်ရောက်ကုသနေရတဲ့လူနာတွေအပါအဝင်ဒေသခံပြည်သူ33ဦးသေဆုံးပြီး86ယောက်တန်ရာရရှိသွားတယ်လို့သိရပါဗျ။သေဆုံးသူ33ဦးအထင်မှာ အမျိုးသား18ဦးအမျိုးသမီး16ဦးဖြစ်ပြီးတန်ရာရရှိသူ86ဦးအထင်မှာ29ဦးဟာတန်ရာပြင်းထန်တယ်လို့သိရပါဗျ။ တန်ရာပြင်းထန်သူ29ဦးအထဲမှာအမျိုးသား18ဦးအမျိုးသမီး9ဦးပါဝင်ပါတယ်။လေးချောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ဆေးရုံပင်မဆောင်ကြီးခွေးစိတ်ဆောင်အယိုးဆောင်အ धिक ခွေးစိတ်ဆောင်ခမ်းမအပါအဝင်ဆေးရုံဝင်အတွင်းမှာရှိတဲ့ဝန်ထမ်းအင်အားနဲ့ဆေးရုံအနီးမှာရှိတဲ့လူနေအဆောက်အဦတရှုပ်ပျက်စီးသွားခဲ့ရတယ်လို့ဒေသခံတွေကပြောကြားပါရယ်။ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးအရခတ်တတော်အေးပြောခွင့်ရသူဥခိုင်ဒုက္ခကိုဆက်သွယ်မေးမြန်းခဲ့ရမှာအခုလိုပြောဆိုပါရယ်။ ဟိုဒီဟာကတော့ဒီအကျံဖဲဖဲစစ်စစ်ကောင်စီကဒီစစ်ဖဲနဲ့မဆိုင်တဲ့ဒီအရဖဲပြစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့နေပြီးတော့မှဒါအကျံဖဲဘုံကြီးတိုက်ခိုက်တပ်ဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါစစ်ရစွာမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဒီအကျံဖဲဖဲစစ်စစ်ကောင်စီအနေနဲ့အဒီသူတို့အကျူးလွန်တဲ့ဒီအကျံဖဲတိုက်ခိုက်တပ်ဖြတ်မှုအတွက် ူတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ဟိုကျွန်တော်တို့ ULA အနေနဲ့ကတော့ဒီမတရားတိုက်ခိုက်တပ်ဖြတ်ခံရတဲ့ဒီကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေဟိုတရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုံးပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မနေ့ကဒီဇင်ဘာလ10ရက်နေ့မနေ့9:15မိနစ်အချိန်လောက်မှာမြန်မာစစ်တပ်ကဂျက်လီယင်တစီနဲ့မြအောင်စေးယုံကိုလူရဲအိပ်ပျော်နေစဉ် ပေါင်900ပုံနဲ့ကြေချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီနေ့မနက်မှာဆေးရုံကိုတွားကြည့်ခဲ့တဲ့အမျိုးသမီးတဦးကတေဆုံးသူအရေးအတွက်ဟာအလွန်များပြားပြီးဆေးရုံဝင်အတွင်းအသားအဆတွေပြန့်ကျဲနေတယ်လို့အလောင်းတွေလည်းပုံနေတယ်လို့ပြောဆိုပါတယ်။တေဆုံးသူတွေအထဲမှာကိုဝုံဆောင်တွေလည်းပါဝင်ပြီး အများစုကဆေးရုံတက်နေရတဲ့လူနာတွေဖြစ်တယ်လို့သိရပါဗျ။မြန်မာစစ်တပ်ဟာအာရခတက်တော်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတိုင်းမှာအရှုံးပေါ်နေတာကြောင့်အေအေကိုတိုက်မနိုင်တဲ့အတွက်ရခိုင်အရက်သားပြည်သူတွေကိုပြစ်မှတ်ထားကလေးချောင်းကနေတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းရခိုင်လူမျိုးရေးလှုပ်ရှားသူတွေကသုံးသပ်ကြပါရဲ့ရှင်။